လောကမှာလူတွေဟာအန္တရာယ်မှာရှင်ပြိုင်နေကြတာတွေကြီးပဲအကုန်လုံးတဦးနဲ့တဦးရှင်ပြိုင်ကြတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရှင်ပြိုင်ကြတယ်တရွာနဲ့တရွာရှင်ပြိုင်ကြတယ်ရက်ွက်တစ်ခုနဲ့ရက်ွက်တစ်ခုရှင်ပြိုင်နေကြတယ်တစ်မြို့နဲ့တစ်မြို့ရှင်ပြိုင်ကြတယ်တနိုင်ငံနဲ့တနိုင်ငံရှင်ပြိုင်နေကြတယ် အဲ့ဒီရှင်ပြိုင်မှုဟာဘယ်တော့မှဤကုံချုပ်မလဲဆိုအဲ့ဒီဤကုံကိုသိဖို့လို့တန်တရားရဲ့ရှိနေသေးတဲ့များကာလပတ်လုံးရှင်ပြိုင်မှုတွေဟာရှိနေကြအောင်စီးပွားရေးနဲ့ပတ်သက်တဲ့ရှင်ပြိုင်မှုလူမှုရေးနဲ့ပတ်သက်တဲ့ရှင်ပြိုင်မှုနိုင်ငံရေးနဲ့ပတ်သက်တဲ့ရှင်ပြိုင်မှုပညာရေးနဲ့ပတ်သက်တဲ့ရှင်ပြိုင်မှုလို့လောကမှာရှင်ပြိုင်မှုတွေအမှန်တမ်းခေတ်စားတယ် ဒီလိုမဲ့ပြောရမယ်ဆိုလို့ရှိရင်ထင်ရှားဆုံးကတော့အာကစားသမားတွေရဲ့ရှင်ပြိုင်မှုကလူတိုင်းသိကြတယ်ပေါ့နော်လူရည်ရနေစင်တဲ့အမြတဦးနဲ့တူပြိုင်နေကြတယ်ဆိုတာဒါအမှန်တော့ထင်ရှားတယ်တခြားမကြည့်နဲ့ကိုမိသားစုတွေမှာပဲတဦးနဲ့တူပြိုင်နေတယ်လေအိမ်သားနေချင်းနဲ့ပြိုင်တာပဲအဲ့ဒီရှင်ပြိုင်မှုတွေဘယ်တော့မှအဆုံးသတ်မှာလဲ တန်တရာထဲမှာနေမဲ့ဆိုလို့ရှိရင်ရှင်ပြိုင်မှုရဲ့ဤကုန်းဆိုတာရှားသေးလို့မလွယ်ဘူးပေါ့လောကကြီးရဲ့ရှင်ပြိုင်မှုနဲ့တွားနေတာရှင်ပြိုင်မှုဆိုတာကောင်းတာတွေရှိတယ်လို့မကောင်းတာတွေကိုလည်းဖြစ်ပေါ်စေတတ်တယ်ပေါ့သို့တော့ဘုန်းကြီးတို့တည်းတည်းအကောင်းဆုံးရှင်ပြိုင်မှုရွေးချယ်နိုင်မှသာလေရှင်ပြိုင်မှုရဲ့ဤကုန်းဆိုတာရောက်မှာဖြစ်ပါတယ်အကယ်၍ရှင်ပြိုင်မှုတွေကမှားရွေးနေတယ်ဆိုရင် မယွေနဲ့ရှင်ပြိုင်မှုတွေနဲ့ဆက်နဲ့ရှင်ပြိုင်နေကြမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဒေသနာတော်တစ်ခုမှာဟောထားတာရှိတယ်။အနိုင်ရတဲ့လူကလည်းဝေရံပတဝတိယံပွားတဲ့နိုင်သူယံများနိုင်သွားတယ်ဆိုလို့ရှိရင်ငါနိုင်ရတယ်ဆိုအေးတာမဟုတ်ဘူးရှုံးတဲ့လူကကျင့်တတ်ပါမလား။ဘယ်ဟာပဲဖြစ်ဖြစ်ရှင်ပြိုင်မှုလာလို့ရှိရင်ရှုံးတဲ့လူကမကျင့်တတ်ဘူး။ မကျေနပ်တဲ့အခါကျတော့ရသော်ဘုရားကဟောရတယ်ဇယံဝေရံပတဝတိဇယံအောင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာဝေရံပတဝတိယံညိုးကိုရယံသူတွေပေါ်လာတယ်ဒီရှင်ပြိုင်မှုဟာမကောင်းတဲ့ဘက်ကရှင်ပြိုင်မှုဟာအလွန်အန္တရာယ်များတယ်ဟောဒီထဲမှာရှင်ပြိုင်မှုမှာစိတ်ကောင်းမရှိဘူးဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်ဘုန်းကြီးတို့လွန်ခဲ့တဲ့7နှစ်လောက်က ဒီရှင်ပြိုင်မှုနဲ့ပတ်သက်တဲ့အဖြစ်ပြက်ကလေးတခုကြားဖို့တယ်။ဟောအမေရိကန်နိုင်ငံမှာအမျိုးသမီးချန်ပီယံစကိတ်စီးတဲ့အမျိုးသမီးချန်ပီယံအဲ့ဒီလိုချန်ပီယံရထားတဲ့အမျိုးသမီးကနောက်ထပ်သူနဲ့ရှင်ပြိုင်လာတဲ့အမျိုးသမီးတူပေါ်လာတယ်။သူ့ရဲ့တာမဲ့အရေးချင်းတွေအရေးရောင်တွေတွေ့လာတဲ့အခါဘာလုပ်သလဲလို့ဆိုလို့ရှိရင် မကနဲ့နီးနဲ့မလုတ်ခဲနဲ့မားရွဲ့နဲ့နီးနဲ့သူကဖြည့်ရှင်းတယ်လူမိုက်ငားပြီးတော့အဲ့ဒီအမျိုးသမီးကိုချောင်းပြီးတော့ခြေရောက်ကိုရိုက်ချိုးခိုင်းတယ်ခြေရောက်ကျိုးသွားမှတော့ကနိုင်မအောင်လားအဲ့ဒါလို့ရှင်းပြမှုတွေမှာမမရွဲ့နေလောကကြီးမှာအများကြီးပဲရှိတယ်ဩဒါကြောင့်မို့ရှင်းပြနေဆိုတာရှင်းပြနိုင်ကောင်းတာမဟုတ် ဘယ်တော့မှဏိကုံကိုမရောက်နိုင်တဲ့ရှင်ပြိုင်မှုတွေဟာတန်တရာတွေကရှင်ပြိုင်မှုတွေဟာကောင်းတဲ့ရှင်ပြိုင်မှုတခုမှမရှိဘူး။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဏိကုံဆွဲပြီးတော့ပြထားတယ်။ဇယံအနိုင်ရတဲ့ပုဂ္ဂိုလ်ဟာဝေရပန္တဝတိယံနေများတယ်လို့ဒီလိုပြောတာနော်။ကဲနိုင်တဲ့လူသာယံများသလားလို့ဆိုရှုံးတဲ့လူကတော့လေဆင်းရဲတယ်။စိတ်ဆင်းရဲတယ်။ ရှုံသွားတဲ့လူကစိတ်အားတွေကြညှိုးငယ်လို့ဒီလိုနေတာမဟုတ်လားနိုင်တဲ့လူကရံပွားရှုံတဲ့လူကတော့စိတ်ဆင်းရဲခေတ္တပြည့်ရှင်ပြိုင်မှုကကောင်းတဲ့ရလတ်ရှိရလားတကယ်ကြတော့ကောင်းတဲ့ရလတ်မရဘူးဖြစ်နေတယ်ပေါ့ကောင်းတဲ့ရလတ်ရနိုင်တဲ့ရှင်ပြိုင်မှုကဘယ်လိုရှင်ပြိုင်မှုလဲအဟိုကြည့်ရအောင်နော် ဒီကနေ့ခေတ်အားကစားလောကမှာရှင်ပြိုင်နေကြရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့ဓာတ်ဆုံးမှုတွေမဖြစ်ဘူးလားရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့မလုပ်ရလဲဆိုတော့တောင်းရတော့ဝိစေတနာတွေနဲ့အလောင်းစားတွေလှုပ်လာတယ်အလောင်းစားလှုပ်တယ်ဆိုတာအစရသွားတဲ့လူကတော့ပျော်တာပေါ့ဂျန်တဲ့လူတယောက်ကပါဖြစ်တယ်စိတ်ဆင်းရဲတော့ဒုက္ခရောက်တယ်ဟိုဘုန်းကြီးတို့ငယ်ငယ်တုန်းက မြန်မာပြည်မှာအေဝရီမြစ်ကြောင်းမှာလေလောင်းနေရှင်ပြိုင်ပွဲတွေလုပ်ခဲ့တာရှိခဲ့လေပြိုင်ပွဲတို့လက်ပြိုင်ပွဲတို့လုပ်ကြတယ်ပေါ့အေးရှင်ပြိုင်နာကိုအကြောင်းပြုပြီးတော့ဘသူကနိုင်ဘသူကရှုံးတောရွာကလူတွေလောင်းလိုက်ကြတာလေခွက်ပေါင်လောင်းတဲ့လူရှိတယ်အိမ်ပေါင်လောင်းတဲ့လူရှိတယ်ဟောရှုံးတော်ပြီဆိုတဲ့အခါကျတော့အိမ်ပေါင်ကဆင်းပေးရတယ် လည်းလှုပ်เสียလည်းရှုံးအဲ့ဒါမျိုးရောမကြဘူးလားဒါတကယ်ဖြစ်တာเนาะအဲ့တော့ဒီရှင်ပြိုင်မှုတွေကအနည်းငယ်မများဘူးလားဆိုအလုံးအနည်းများကောင်းတဲ့ရလတ်လည်းမဖြစ်ဘူးဘုဒ္ဓဘက်သားကလည်းချစ်ချင်းနဲ့နဲ့နဲ့ပေးလိုက်ရတာမဟုတ်ဘူးသူကလည်းနိုင်မဲ့ထင်လို့လောင်းတာပဲရှုံးသွားတဲ့အခါကျတော့ဘယ်ကျင့်တာဝေရတဲ့လူကလည်းပဲရတယ်ဆိုတကယ်တော့ဝန်တာစရာမဖြစ်ဘူးပေါ့ သူ့မှာရန်သူတွေများလာတာပေါ့ရှုံးတဲ့လူကသူ့ကိုရန်လုံးလာတယ်အဲ့ဒီလိုလောကရဲ့ရှင်ပြိုင်မှုတွေအခုမှကောင်းကျိုးပေးတာရှိအဲ့တော့မင်္ဂမုမင်္ဂနဲ့ရှင်ပြိုင်မှုမျိုးကိုရှင်ပြိုင်ကြဖို့လိုအပ်တယ်မမင်္ဂနဲ့ရှင်ပြိုင်မှုတွေမပြိုင်ဖို့ပေါ့လောကလူတွေအများပြိုင်နေတာတော့မမမကန်ရှင်ပြိုင်နေကြတာပဲများတယ် ရှင်ပြိုင်သင့်တဲ့နေရာကိုမရှင်ပြိုင်ပဲနဲ့မရှင်ပြိုင်သင့်တဲ့နေရာမှာရှင်ပြိုင်နေသည့်အတွက်ကြောင့်ပြဿနာတွေဟာတစ်ခုပြီးတစ်ခုတက်လာပြီးတော့ထိုပြဿနာတွေရဲ့အဖြေကိုရှာမတွေ့ပဲမြတ်စွာဘုရားဤကုန်းဆွဲပြသလိုနိုင်သူရန်ကွာရှုံငါစိတ်ဆင်းရဲမှုနဲ့ကြုံတယ်ဒီအကျိုးပဲရလိုက်တယ်ဟုတ်ကဲ့အေးမှန်ကန်တဲ့ရှင်ပြိုင်မှုနဲ့ရှင်ပြိုင်တဲ့ပုံစံတွေကတော့ စိတ်ချမ်းသာမှုနဲ့အဆုံးသတ်ရနောက်ဆုံးဟာရှင်ပြိုင်သူအချင်းချင်းဟာလည်းပဲရှင်းနှက်သွားကြတဦးနဲ့တဦးအမြင်ချင်းတူပြီးတော့တကယ့်ကိုစိတ်အေးချမ်းမှုကိုရရှိသွားကြရှင်ပြိုင်မှုတွေဂျန်နဲ့ရှင်ပြိုင်မှုတွေအားလုံးတဦးနဲ့တဦးရန်သူဖြစ်ကြရတာအေးချင်းပဲကောစိတ်ဆင်းရဲကြရတယ်ပြဿနာတွေတက်ကြရတယ်ဒါကြောင့်မို့မြတ်စွာဘုရားက ဘုန်းကြီးတို့တွေကိုဆုံးမဩဝါဒပေးထားခဲ့တဲ့စကားလေးတစ်ခုရှိတယ်။တို့တွေတွေရှင်ပြန်ရမယ်။ဘာနဲ့ပတ်သက်ပြီးရှင်ပြန်ရမလဲဆို။ချက်သားယဟန်တို့ငါပြောတဲ့အတိုင်းလိုက်နာကြရ။ရှင်ပြန်မှုတွေကိုလုပ်ကြ။တဦးတဲ့တဦးအစဉ်မြင့်တဲ့မြင့်ကောင်းတဲ့ကောင်းအောင်ဂျူပန်အထုတ်ချင်းဖြစ်နောက်ဆုံးအမျက်ဆုံးလွတ်မြောက်မှုကိုရောက်ရှိသွားအောင်စူးစမ်းကြရမယ်။ ဒါရှင်ပြိုင်မှုကိုပြောတာเนาะအဲ့ဒီကျမှရှင်ပြိုင်မှုရဲ့ဏိဂုံဆိုတာတွေ့ပြီအဲ့ဒီဏိဂုံဟာအေချမ်းတဲ့ဏိဂုံပဲ